ဆိုင်းဆိုင်ခံလိုက်ရတာရှူလိုက်ရင်အခုလိုစိတ်ချမ်းသာနေရမှာမဟုတ်တဲ့ဝတ်မှုရှိပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်နောက်ဆက်ရဆယ်လီဒရီနေ့ကိုစစ်စစ်ဖော်ပြတင်ဆက်ပေးနေတဲ့ Tomorrow ရဲ့ page လေးကလည်းပြန်လည်ကြိုဆိုလိုက်ရပါရရှင်ပရိသတ်အားလုံးရဲ့အချစ်တော်လေးဝတ်မှုရှိကတော့အခုချိန်မှာသူမအနေနဲ့အိမ်တော်ရဲ့ဘလောက်ထိကံကောင်းနေရဆိုတဲ့အကြောင်းကိုချစ်ရတဲ့ပရိသတ်တွေကိုဖွင့်ဟလာခဲ့ပြီးဖြစ်ပါတယ်ဒီရတဲ့နေ့မှာလဲ family meeting လေးတစ်ခုပြုလုပ်ပြီးဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းနေရဝတ်မှုရှိကိုပြည်သက်တရားတစ်နေ့တခြားအချက်တွေတွေးပွားလာနေပြီဖြစ်ပါတယ် အင်တာဗျူရဲဆိုတာကလည်းနှစ်ကြီးလွန်လာပါတယ်။အကောင်းဆုံးတွေမျှော်မှန်းကြပေမယ့်အဆိုးဆုံးတွေဖြစ်တတ်တယ်လို့အဆိုးဆုံးတွေကလည်းအကောင်းတွေဖြစ်လာတတ်တာထုံးစံမှာတပ်ပြီးမယ်လေဝမ်မိုရွှေကြီးကတော့အကောင်းတွေနဲ့သာပြည့်နေနေပြီးတာယာရဲဘွားတစ်ခုကိုပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။အခုချိန်မှဆိုရင်ဝမ်မိုရွှေကြီးရဲ့နှစ်သမီးနှစ်ခတ်ဆိုတဲ့စီးလီဇလန်တွဲကိုထုတ်လင်းပြသနေတဲ့အချိန်ဖြစ်ပါတယ်။ပရိသတ်အများစုကလည်းဒီဇလန်တွဲကိုအားပေးနေပြီးသူကရီမှာဝမ်မိုရွှေကြီးရဲ့ငယ်ဘွားပုံစံလေးတွေကိုပြန်လည်မြင်တွေ့ကြရတာဖြစ်ပါတယ်။ ီဇလန်တွေကိုကကေအမျိုးသားဖြစ်သူကငွေကုန်ကြေကြာခံကရိုက်ကူးပေးထားတာဖြစ်တယ်လို့လည်းသိရပါတယ်။သူအမျိုးသားဟာသူ့အတွက်အကောင်ဆုံးပံ့ပိုးကူညီပေးနေရဖြစ်ပါတယ်။အကယ်မီပေးဝဲရန်ကဆိုရင်လည်းတမိုးများကြီးတန်တဲ့လက်ဝဲရေနာတွေကိုဝင်းမုံရွှေကိုစင်မြန်ပေးခဲ့ပြီးဒီတဲ့ရင်ဟာတရုတ်ပြည်ထီထောင်ကြောကြားသွားခဲ့ပါတယ်။ဝင်းမုံရွှေအတွက်လည်းကုန်တင်နေစရာဖြစ်ခဲ့ရပါတယ်။ဟုတ်ပါတယ်ဒီလိုအချိန်မျိုးမှာဝင်းမွန်ရွှေကယောက်ျားရအရွေးတော်သွားပြီးလိုလီသိမရှိရဘွားကိုပိုင်ဆိုင်နေရတာဖြစ်ပါတယ် တကယ်လို့ဒါရည်စားအဖြစ်တဲ့ဆန်ဆိုင်ခံလန်ကိုဒါရွေးချယ်ခဲ့မယ်ဆိုရင်ဒီလောက်ထိပြည်ပြည်ဆောင်တဲ့ဘွားကိုရှာမှာမဟုတ်တလို့ဒီလိုပျော်ရွှင်မှုတွေကိုလည်းအများကြီးရယူနိုင်မှာမဟုတ်ပါဘူးအခုတော့ဝတ်မွှေရှိအနေနဲ့လူတိုင်းရဘွားမျိုးကိုပိုက်ဆိုင်နေရပြီဖြစ်ပါတယ်သူ့မျိုးသားကလည်းသူ့ဘွားချစ်တယ်လို့နာကြောင့်သူကလည်းပြန်လည်လေးစားပြီးရှင်းဆက်နေကြတာဖြစ်ပါတယ်အိမ်မှာအားလက်ချိန်တွေရှိခဲ့ရည်လဲစောက်တော့ဖွေရတွေကိုကိုယ်ရင်ချက်ပြုတ်ကျွေးပြီးသူ့ယောက်ျားဖြစ်သူအပေါ်ကိုခယူးဆိုင်ပေးရလို့သိရပါဗျ။ သူ့မျိုးသားဖြစ်သူကိုရှင်ပြန်သဖွဲထားတယ်လို့လည်းဝင်းမွန်ရွှေကကြွားလုံးထုံနေတာဖြစ်ပါတယ်။အခုချိန်ကဝင်းမွန်ရွှေအတွက်ဆော့ရော်လက်ရော်ဝင်နေခြင်းဖြစ်ပြီးအရာရာမှာအောင်မြင်နေတာဖြစ်ပါတယ်။ဒါရဲ့တခြားတစ်ဖက်မှာဆိုရင်တော့ရီစာဟောင်းဆဆိုင်ခန့်လိုက်ဟာအင်တာဗျူးတွေတောင်မှမဖြေဘဲနေနေရကိုတွေ့ရပါတယ်။လရှိချိန်မှာဘာမှမသက်ဆိုင်တော့ဆိုရမှန်ပေမဲ့ဝေမွန်ရီအနေနဲ့စစိုင်းခန့်လိုက်ကိုကြော်လွန်ပြီးပေါ်စီတထေးကြီးနိုင်ပြိုကျော်ကိုရွေးချယ်လက်ထပ်လိုက်တာဟာသွေးထအောင်မကန်တဲ့အမှန်တရားတစ်ခုဖြစ်ပါကြောင့်ဖော်ပြတင်ဆက်ပေးလိုက်ရပါရဲ့ရှင် ဟုတ်ကဲ့ပါရှင်နောက်ထပ်ပြီးတော့လေအနုပညာစေလီသတင်းကြောင်ရမျိုးစုံကိုစူးစီးဖော်ပြတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမရဲ့ page လေးကို like and follow လေးလုပ်ထားပေးကြပါအောင်နော်ပရိသတ်ကြီးကနမေကျော်စေလီသတင်းအနေနဲ့မျက်ချင်မပြတ်ချင်မှုဆိုရင်တော့အများဆုံး follow ထားဖို့လေလိုအပ်ထားပါလိမ့်မယ်နော်အစောထိနာဆင်ပြီလို့လေအားလုံးကျေးဇူးတင်ပါတယ်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်